ဒီနေ့ကတော့စမူစာလှုပ်ရှားကြမယ်ဝေးစမူစာထဲမှာပါတာတွေကတော့ကျစ်သွင်းရဲ့အာလူးရဲ့အဓိကပေါ့နော်ကော်ဖီလည်းကြိုက်ရင်ထည့်လို့ရရတော့မိုးကမကြိုက်လို့မထည့်တော့ကျစ်သွင်းကိုပပလေးလှီထားမယ်အာလူးလည်းပပလေးလှီပြမယ်အဲရတာအနေနဲ့ကတော့စားချုံမို့အယောင်တင်မဆလာရဲ့ပေါ့မဆလာအဓိကပါကဲနှာမွေပြီးသွားပြီဆိုရင်တို့ရေစမူစာခောက်ကြမယ် မူစာကမြလာတဝက်လောက်ခောက်လိုက်တယ်တတိကံမူစာမျိုးလေးတောင်းအောင်ခောက်ပြီးသွားပြီဆိုရင်နောက်တစ်နောက်တစ်ချက်လောက်ထပ်ခောက်ခောက်ပြီးသွားပြီဆိုရင်အမှန်နဲ့နဲ့လေးပိုနေရဲ့ဘက်တွေကိုပိုနေရဲ့အချမ်းတွေကိုဗာလဲကိုယ်ကြီးလေးတုပ်လိုက်မယ်ဂရော့ကိုလည်းချွန်းချွန်းလေးဖြစ်အောင်လုပ်ရမယ်နော်ဂရော့ကပေါက်နေရဲ့ဆိုရင်အစာကြီးထွက်ကြမှာဆိုလို့ဂရော့ကိုလည်းမပေါက်အောင်တိချလေးလုပ်ပြရမယ်ဂရော့ရသွားပြီဆိုရင်အစာ ထည့်မယ်ပေါ့နော်အစာအုပ်ပြည့်ကျက်နေအောင်ထည့်ထည့်မိုးကတော့အစာအုပ်ပြည့်ကျက်နေအောင်ထည့်တာပို့ပြီးလှရဲလို့ထင်တယ်အစာအုပ်ဒီလိုနဲပြီးထည့်လိုက်မယ်ဆိုချိုးတဲ့အခါမှာလေစမူစာဘက်ကပြပြားကြီးဖြစ်နေစမူစာကျော်ပြပြားကြီးဖြစ်တတ်တယ်ပေါ့နော်အကြောင့်မို့စမူစာကိုသိပ်ပြီးတော့ဖောင်းဖောင်းလေးဖြစ်အောင်သိပ်ထည့်ရပါကဲပုံရပိုင်းလေးကိုကိုကြီးတုတ်ပြီးတော့ ကက်လိုက်မယ်ကိုရင်မရှိဘူးဆိုရင်လည်းဂျုံဂျုံမုံရေးဖြောပြီးတော့တုတ်လို့ရရနော်နောက်ခုထည့်လို့ပြရမယ်နော်တောင်းမှတောင်းမှပုံစံမျိုးလေးခောက်လိုက်တာခောက်ပြီးသွားရင်ဆိုရင်ထက်ခောက် ကရော့ချင်ကိုမပေါက်စင်နဲ့နော်အပေါ်မှာချွန်းချွန်းလေးဖြစ်နေမှာမဟုတ်ရင်အစာကြီးထွက်ကြမှာစို့လို့ပူနေပါနေကိုကိုရီတော့음ကရော့ပုံစံမျိုးလေးအောက်ကချွန်းချွန်းလေးနဲ့မူကတယောက်တည်းစားမှဖြစ်တဲ့အတွက်အများကြီးမကြော်ပြတော့ဘူးနော်မူစားနိုင်တယ်လို့သုံးခုပဲကြော်ပြတော့မယ် မိုးကလေလိမ့်နဲ့လှုပ်တာတိတ်ပြီးအမရလို့ဒီတိုင်းပဲလက်ကဆေးပြီးတာနော်อืมကိုရီလေးတော့